ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့နှမ်းနေစီ YouTube Channel မှာပြန်လဲကြိုဆိုပါတယ်ဒီကနေ့နှမ်းနေစီ YouTube Channel မှာပြင်ဆက်ပေးခြင်းတဲ့ဝတ္ထုလေရတော့စာရေးဆရာလေရင်းသားစောချီရဲ့လွမ်းစေတီနဲ့စမ်းရည်ကြီးဆိုတဲ့အပိုင်းဆက်ဝတ္ထုလေးပဲဖြစ်ပါတယ်လွမ်းစေတီနဲ့စမ်းရည်ကြီးလေရင်းသားစောချီ ပိုင်းလေးအေးဆွေမနဲ့အဲ့ရမနိုးတော့အခါမင်းညားကတောင်ပေါ်မှ အစင်းလန်းတွင်လဲခဲ့သည် ပုံးပဲ့ရှနာဒံယာများကနာကျင်နေသည်ဘိုက်ထဲမှလည်းဟာနေသည်မင်းကညစာကို ရေနှခွက်နှစ်သာပြီးခဲ့ရသည် ခင်ပုံးရောဟင် ခုမှခင်ပုံးကိုတတိယ၍ခင်ပုံးအိတ်နေသောခြံအောင်စီတို့လှမ်းကြည့်လိုက်သည်လှောက်ရှားသည်ကိုမတွေ့ရသည်သူကပိုလဲတော့ပိုနာမှာပေါ့မင်းကလေးလဲဖြစ်သေးတယ်ဒီလိုခရီးမျိုးကိုလဲသူခမညာအခုလိုသွားဘူးရှာတာမဟုတ်ဘူးခင်ပုံးကိုအေးဆွေတနာနေမိသည်သူအိတ်ပါစေအေးဆွေအဲ့ရမှအตาရာထလိုက်သည်အိမ်ငကားဖွင့်လိုက်တော့အပြင်မှာနေထွက်နေပြီအိုး အဲ့ဟာဒါအတော်နောက်ကျသွားပါလားအေးဆိုရင်အိမ်လေးမှာထွက်လိုက်တော့အိမ်မြင့်ကြီးအောက်ထပ်မှာတန်းလျားခုံမှာထိုင်နေသော အောင်မြိုင်ကို တွေ့ရသည် အပြင်မှာရေအိုးစင်မှာမျက်နှာတင်နိုင်ရန်အစင်သင့်ငင်ထားသည်ကို တွေ့၍အေးဆွေမျက်နှာအရင်တည်လိုက်သည်တပတ်တထဲပါ အောင်မြိုင်ကထုတ်ပေးထားသည်အေးဆွေတို့တွင်လက်မတပါဘာမျှပါသည်မဟုတ် အေးဆွေမျက်နှာတော်ပြီးအောင်မြန်ရှိရာအိမ်ရောက်မှတန်လျားကုန်မှသွားထိုင်သည်အေးဆွေအဲ့ရမှထားသွားသည်ကို ခင်ဖုံးသိပါသည်တို့ရာတွင်အဲ့ချင်အောင်ဆောင်ပြီးအသာကလေးငြိမ်နေလိုက်သည်တကိုယ်လုံးမှရိုက်ထားသလိုကြိုက်ခဲနာကျင်နေသည်ဖျားလဲဖျားနေ၍ထားခြင်းစိမ့်မရှိအေးဆွေမင်းကောင်မလေးကဈေးနာက ရွှေပရင်ဒေါ်မြဆိုင်ရဲ့တမီခင်ဖုံးမလား အပြင်မှမေးတံကိုကြားရ၍အေးစေဘာပြောမည်ကိုသိကျင်သောကြောင့်ခင်ပုံနားဆုံနေသည် ဟုတ်တယ်လေကွာဒါပေမဲ့ငါကောင်မလေးမဟုတ်ပါဘူးကွာအေးစွေဖြေတံကိုကြားရသည်တော်ပါသေးရဲ့အေးစွေကိုကျေးဇူးတင်မိသည်ဟာမင်းဟာကလည်းနှစ်ယောက်ခိုးပြေးလာလို့တညတော်အတူအိမ်ပြီးပြီမင်းကောင်မလေးမဟုတ်သေးဘူးလားဟဲငါတော့သွားပါပြီ။ ကြာရသည့်စကားမှာကြံတန်းလွန်းလာ၍ခင်ဖုံးသေးခြင်းလအောင်ရှက်ရသည်ဒုက္ခပါပဲငါဒီတိုင်းဆက်နေလို့ဖြစ်ပါမလားခင်ဖုံးစိတ်ပြက်မိသည် တူတူပြောပါကွမင်းနဲ့တလုံးမဟုတ်ဘူးအေးဆွေပြောတဲ့ကိုကြာရသည်သို့တော်အေးဆွေက သူများမကြအောင် တူတူပြောခြင်းဖြစ်၍ခင်ဖုံးကောင်းကောင်းမကြရပါအေးဆွေကဖြစ်ပြက်ပုံအလုံးစုံကို ူတငယ်ချင်းတီအောင် ရှင်းပြနေသည်ခေပုံတိမ်မကြရ၍ခြံောင်းထဲမှအသာထွက်ပြီးပြောသူများနှင့် နီးနိုင်သမျှနီးအောင် အိမ်ထရန်အနာထီကပ်ပြီးနားစွန့်နားထောင်ရသည် စကားအားလုံးကိုမကြရတော့လဲအေးဆွေကရိုးရိုးသားသားနှင့်အဖြစ်မှန်အတိုင်းရှင်းပြနေကြောင်းသိရသည်ဟာမင်းဟာကဘာကြီးမှန်းလဲမသိဘူးငါကမင်းကိုစုံလာကြည်လာလို့အထင်ကြီးနေတာ အောင်မြိုင်စိတ်ပြက်သွားသည် ဒါကြောင့်မင်းတင်တယ်လို့မဟုတ်ပါဘူးလို့ငါပြောတာပေါ့ငါဘေကမနဲ့အစောကြီးတော်မသွားခင်ငါမှားသွားတယ်ကွမိမခိုးလာတဲ့ကောင်းလေးကိစ္စကိုဘကစိတ်ချရအောင်ဒီနေ့မနဲ့ရွာလူကြီးတွေနဲ့သွားပြောပြီးလက်မှတ်ထိုးလက်ထပ်ခိုင်းမလို့တဲ့ခင်ဗုံထိတ်ထိတ်လန့်လန့်ဖြစ်သွားသည်ငါတော့ဒုက္ခရောက်ပြီထင်တယ်အ мян ဆုံးပြန်ထွက်ပြေးခြင်းစိတ်ဖြစ်မိသည်ဟာမလုံနဲ့ကွမဟုတ်ဘူးအေးဆွေကြီး စိုးရိမ်စွာဟန်သားတန်ကိုကြားရမှခင်ပုံစိတ်သက်သာရသည်ဒါဆိုရင်တော့ငါလည်းဘာလို့ရမှန်းမသိဘူးငယ်တော့နဲ့ကြောက်စေကနေတန်းကူးတန်းသွားလာနေကြတာကွမင်းတို့ဒီရောက်နေတာသူ့အိမ်ကမကြခင်တီးသွားမှာပဲဟင်တီးလို့အိမ်ကလိုက်လာရင်ခင်ပုံမှာကြောက်စရာတမျိုးတိုးရပြန်သည်အဲ့ဒါဆိုရင်တော့မသိအောင်နေမှာဖြစ်မှာကွတီးသွားပြီး သူ့အကိုတွေလိုက်လာရင်ဒုက္ခဖြစ်မှာအေးဆွေစိုးရင်တော့ပြောဆိုတန်းကိုခင်ပုံးကြားရသည်ဒါဆိုရင်မင်းကတော့ကိစ္စမရှိဘူးမင်းကောင်မလေးအိမ်ပြင်မထွက်စေနဲ့အိမ်ထဲမှာပဲနေမှဖြစ်မှာအေးပါငါပြောထားပါမယ်မင်းဖေနဲ့မင်းညီရောမင်းမိသားစုအားလုံးပေါ့ကွာပြောထားပြီရောဘာသူမှမပြောဘူးအေးပါမပြောပါဘူးဒါပေမဲ့မင်းတို့ဟာက ခိုးလာတာလည်းမဟုတ်တော့လင်မယားလည်းမဟုတ်ဘဲနဲ့ဒီအိမ်ကလေးထဲမှာနှစ်ယောက်တည်းကြာကြာနေရင်နောက်ဆက်ပြောမိစကားကို ခင်ဗုံနားစွန်နားထောင်တော့လဲဘာတမ်းမြမကြရအမှန်စင်စိတ်အောင်မြိုင်ကဘာမှဆက်မပြောဘဲစကားကိုရပ်ထားလိုက်ခြင်းဖြစ်သည်ကြာကြာနေလဲငါတို့ဘာမှမဖြစ်ပါဘူးကွာမောင်နှမလိုနေကြမှာပါအေးစွေပြောတဲ့ံကိုကြားရသည်အေးစွေဤသဘောထားကိုခင်ဗုံလေးစားမိသည် မဟုတ်ဘူးလေကွာနှစ်ယောက်တူ ခိုးပြေးလာကြပြီဆိုတော့မထူးပါဘူးမင်းတို့လက်ထက်လိုက်ရင်အားလုံးအဆင်ပြေသွားမှာပေါ့ပြောနေသူ အေးဆွေကြီးတငယ်ချင်းကိုခင်ဖို့မကြေမနက်ဖြစ်မိသည် မဖြစ်နိုင်ပါဘူးကွာသူကငါ့ကိုစိတ်တောင်ကူးမှာမဟုတ်ဘူးအဝေးကြီးပဲအေးဆွေပြောသည်မှမာရိုးရိုးသားသားဖြစ်သည်ကို ခင်ဖို့တတိထားမိသည်မင်းကရောအေးဆွေတငယ်ချင်းကအေးဆွေကြီးသဘောထားကိုမေးမြန်းခြင်းဖြစ်သည် ခေပုံးသားကိုပို့ဆွန့်လိုက်သည်အေးစင်ပြောမိစကားမှာအရေးကြီးသည်ငါလည်းရိုးရိုးသားသားပဲခင်တာပါကွာကို့ဘဝကိုနားလဲပါတယ်သူ့ကိုမရိုးသားတဲ့စိတ်မျိုးနဲ့တောင်တွေးတာမတွေးခဲ့ဘူးပါဘူးအေးစွေကိုခင်ပုံးစိတ်ချသွားပါပြီသို့တော့တငယ်ချင်းပြောသည်ကိုစက်ကြားနေရပြန်သည်အေးလေဒါပေမဲ့ဘလို့ဖြစ်ဖြစ်မင်းတို့နေရောက်အိမ်လေးတိမ်မှာနှစ်ယောက်အတူ နေပြီးကြပြီ သူ့ကိုဘယ်သူကမှအပြိုလို့ယုံမှာမဟုတ်တော့ပဲ။အိုးငါတော့ဒုက္ခပဲ။ရှားလိုက်ရသည့်စကားကြောင့်ခင်ပုံး အသေးထဲမှ နာကျင်သွားရသည်။မျက်ရည်များက အလိုလို စီးဆင်းလာကြသည်။ဘာလို့မယုံရမှလဲကွာ။ငါတို့အတူတူအိတ်ထားမှမဟုတ်ပဲတခြားစီအိတ်ထားပဲ။အေးဆွေကအခိုင်အမာ ပြောပါသည်။အဲ့ဒါကမင်းတို့ပဲသိတာကို လူတွေကဘယ်ယုံမလဲ။အေးဆွေဤ ပြန်လဲပြောတံကိုခင်ပေါင်းမကြရတော့အေးဆွေတငယ်ချင်းပြောဒီမှာမကြေနပ်เสียစကားမဟုတ်တော့လေသူပြောတာမှန်သည်ဟုခင်ပေါင်းနားလည်မိသည်မိမိဤကံမကောင်းသောဖြစ်ရအတွက်ဝမ်းထဲကြေခွဲစာငိုကြွေးမိသည်ဒီလိုလောက်ပါလားအေးဆွေတငယ်ချင်းကအဆက်ပြောနေပြန်သည် မင်းသူ့ကိုမေးကြည့်တဲ့ဒီလိုအချိန်လေးဖြစ်ပြီးမှဒီတိုင်းပြန်သွားလို့လည်းဖြစ်မှာမဟုတ်ဘူးမပြန်ဘဲနဲ့လေဘလောက်ကြာကြာအခုလိုနေလို့ရမှာလဲ အဲ့ဒီလိုနေလို့လဲဘာမှထူးမှာမဟုတ်ဘူးအဲ့ဒီတော့ဒီမှာပဲရွာလူကြီးဆောင်ရနဲ့လက်မှတ်ထိုးပြီးလက်ထက်လိုက်ပေါ့ဟာမဖြစ်ပါဘူးကွာငါမပြောချင်ပါဘူး तू ငါ့ကိုစိတ်ဆိုးမှာပေါ့စိတ်ဆိုးလဲဘယ်တက်နိုင်မလဲကွာအချင်းလေးကဒီလိုလုံးသွေနေဆိုတော့မင်းပြောသင်တယ်ထင်တာပဲအေးဆွေတငယ်ချင်းအတင်းတိုက်တွန်းနေသည်များကိုခင်ဗျောင်းဒေါသဖြစ်စွာကြားနေရသည် မပြောချင်ပါဘူးကွာငါပြောလဲမပြောရဲပါဘူးပြောရင် तू စိတ်ဆိုးมาသေးကြတယ်ငါတို့ခဏလောက်တော့ဒီမှာပုံးနေပြရစေကွာမင်းတို့ကိုအားနယ်ပါတယ်ဒါပေမဲ့လောလောဆယ်သူ့အကိုတွေရန်ကိုကြောက်လို့ပါဒီမှာပုံးနေတာကိုသိရင်လဲလာတတ်မှာကွာအေးဆွေကြောက်သည့်ထက်ခင်ပုံးပူကြောက်ပါသည်သူ့ကိုများအကြောင်းခင်ပုံးပူသိပါသည်ခင်ပုံးကို သူ့အကိုများတိတ်ချစ်တယ်လို့ ဆက်ဆက်တိမကန်ဒေါသကြီးသူများဖြစ်ကြသည်ဒီရွာမှာတော့သူတို့အဲ့ဒီလိုလာလုံးလို့ဘယ်ရမလဲကွငါတို့ကဘယ်ခံမလဲအဲ့ဒါတော့စိတ်မပူပါနဲ့မင်းတို့အေးဆေးဆေးနေပါခုလိုပြောတန်ကြရတော့လေအေးဆွေကြီးတငယ်ချင်းကိုခင်ပုံအားကိုးစိတ်ဖြစ်မိသည်ငါတို့မှအဝိပူလဲပါတာမဟုတ်ဘူးဗျငါကကိစ္စမရှိပါဘူးကွာသူ့အတွက်အေးဆွေစကားရက်သွား၍ အောင်မြိုင် နားလေစွာကောင်းငင်ပြီးပြုံးလိုက်သည်ရပါတယ်ကွာငားမှအဝတ်တွေရှိပါတယ်ပြောပြပါမယ်ကဲမင်းသွားကြည့်လိုက်အောင် သူနိုးနေလားနိုးရင်မျက်နှာသိပ်ဖို့အိမ်ပေါ်မှာပဲလှုပ်ပေးလိုက်ပြီးတော့မနှက်စာစားဖို့ထမင်းနဲ့ပဲပြုတ်လောက်ထားတယ်အကျော်လဲဝယ်ပေးထားတယ်အိမ်လေးပေါ်ပို့ပေးမယ်ကျွေးတာတော့မင်းဘာသာကျွေးပေါ့မင်းလည်းအတူတူစားလိုက်ပေါ့ အေးဆွေပြန်တက်လာတော့မည်မို့ခင်မုံခြံအောင်နဲ့အမြန်ပြန်ဝင်လာပြီးအိတ်ချင်အောင်ဆောင်းနေလိုက်သည်အိမ်လေးပေါ်သို့အေးဆွေတက်လာသည်ကိုခင်ဖုံးသိသည်ခြံအောင်ထဲမှအိတ်ချင်အောင်ဆောင်းနေသည်ခင်ဖုံးခင်ဖုံးအေးဆွေနှိုးနေသည်ဟင်ခင်ဖုံးကမှအရာကနိုးဟန်နဲ့ထားလိုက်သည်ညနေသိရင်ဒီအိမ်ပေါ်မှာပဲတင့်နော်ငါအားလုံးအစင်းသိမ်းလောက်ထားတယ်အေးပါ ခေပုံကိုကိုကိုတည်တည်တတ်တတ်ဖြစ်အောင်ပြုပြင်ပြီးမှခြံအောင်ထဲမှာထွက်လာသည်ငါတကိုယ်လုံးကြိုက်ခဲနေတာပဲဟာလဲထားတာတွေကနားတဲ့တန်းချောင်းထင်ပါရဲ့ဖျားလဲဖျားနေတယ်အိုးဟုတ်လားဖျားမှာပေါ့ဟာနင်းလဲတာကခဏခဏပဲဒဏ်ရာအများကြီးရမှာပေါ့ငါနင်းလောက်မလဲတာတော့ညကအတော်နာတယ်ခင်ပုံမျက်နှာတစ်ပါသည်မျက်နှာတစ်ပြီးသည်နှင့်အေးဆွေကတပတ်လှမ်းပြီးသည် ခင်ပေါင်းတစ်ပတ်ကိုလှမ်းယူ၍မျက်နှာတော့ရသည်အဝင်လဲစရာမရှိမင်းကဝစ်လာသည့်အတိုင်းဖြစ်သည်လုံကြီးအိမ်များမှာအကြင်ရင်လဲထား၍ညစ်ပေနေကြသည်အိမ်မှာဆိုရင်မျက်နှာတင်ပြီးသည်နိတနခါလိုင်းရသည်အခုတော့လိမ့်စရာတနခါမရှိခေါင်းဖျံဘီလည်းမရှိအေးဆွေအိမ်လေးပေါ်မှာအောက်သို့ဆင်းသွားသည်ခဏအကြာတွင်ပဲပြုံးနှင့်နေထားသော ထမင်းစီစံအကျော်ပကံတို့ကိုယူပြီးပြန်တက်လာသည်ယော့နင်းစားနေလိမ့်မယ်စားလိုက်အေးဆွေက ထမင်းပကံနဲ့အကျော်ပကံကိုခင်မုန်းရှိချာပေးသည်နင်းရောစားလေသူလည်းမစားရသေး၍စားနေမိကိုခင်ပုန်းနားလဲပါသည်အေးဆွေတငယ်ချင်းကအတူစားကြဖို့ပြောသည်ကိုလည်းကြားထားပြီးဖြစ်သည်နင်းစားပါ ပြီးမှငါစားပါမယ်အေးဆွေက နောက်တစ်ခါဆင်းသွားပြီးရေနွေးချမ်းခရာအုပ်နှင့်ပကံနှလုံးယူလာသည်ခင်ပုံးကအေးဆွေစား၍အဆင်ပြေအောင် အကြော်ပကံထဲမှထမင်းခွဲထည့်ပေးသည်အကြော်ကိုလည်းပကံနှစ်ခုခွဲထားလိုက်သည်ယော့နင်းဖို့ခွဲထားတာနင်းစားနင်းဝအောင်စားစမ်းပါအေးဆွေကခင်ပုံးအိတ်သည့်ခြံတော်ကိုဖြုတ်သိမ်းနေသည်လာစားစမ်းပါဟာပြီးတော့ငါ့ဘာနေသိမ်းမယ်ခင်ပုံးက အေးဆွေကို အတူစားရန်ခေါ်နေသည်အေးဆွေခြံအံကိုဖြုတ်၍ခောက်ပြီးခေါင်းရင်ထားလိုက်သည်ပြီးမှသူ့အတွက်ထမင်းနှင့်အကြောပကံကိုယူ၍ခင်ပုံးနှင့်ခက်ခွာခွာမှထားလာသည်ခင်ပုံးအတွက်ရင်ရွေးချမ်းတစ်ခွက်ငှဲ့ပေးလိုက်သည် နေ့ညကဘာမှမစားရ၍ဘိုက်ထဲမှာဟာနေတော့လဲခေပုံးဖျားနေတော့ကြောင့်စားခြင်းစိမ့်မရှိပါအိမ်မှာဆိုရင်တော့နို့နေဖြော်တော့ကော်ဖီကားကားကိုတောက်ရမည်ဖြစ်သည်အခုတော့မစားခြင်းတော့လဲရှိတာကိုပင်စားရမည် အေးဆွေကတော့သူ့အတွက်ခွဲပေးထားသော ထမင်းအကြော်ကိုစားရင် သူ့တငယ်ချင်းအောင်မြိုင်ပြောသောစကားအချို့ကိုပြောပြနေသည်လူမမြင်အောင်ခေပုံးအိမ်ပေါ်မှာပင် နေရမည်အကြောင်းဖြစ်သည် ခင်ပေါင်းတည်ပြီးဖြစ်တော်လဲမတည်သေးသလိုနားထောင်လာသည်သူတငယ်ချင်းပြောသည့်ကြံသောအကြောင်းများကိုအေးဆွေကမပြောဘဲထားသည်ခင်ပေါင်းကလည်းမတည်သလိုပင်နေလိုက်သည်အေးဆွေစားစားနှင့်စားရင်းသူ့ပကံထဲမှထမင်းများကုန်သွားသည် အကြော်နှစ်ခုသာကြံသည်ထမင်းထက်ယူအောင်လေတန့်ပါတယ်ဘေးပဲစားတာပါခင်ပေါင်းက သူ့ပကံထဲမှထမင်းများကို ပေးနေသည်ဟာတော်ပြီနင်းကောင်းအောင်စားလေ မနေ့ကလည်းဘာမှစားရတာမဟုတ်ဘူးစားနေမှာပေါ့ငါဖျားနေတော့စားခြင်းစိတ်မရှိလို့ပါဟာမစားရင်စားနေမှာပေါ့ဒီသမင်းတော့ကောင်းအောင်စားငါတဝက်ကောင်းအောင်စားပြီးပြီနေမစားရင်လဲငါထမ်းမစားနိုင်တော့ဘူးအေးဆွေစားလိုက်ရသည်အေးဆွေဟိုးအိမ်သာတက်ချင်ရင်ခေပုံးရှက်တော့လဲမတက်နိုင်အန်ရဲ့လွေမထားနိုင်၍မေးရသည်အော် အိမ်သားကဒီအိမ်လေးရဲ့နောက်ဘက်ကခြံစည်းရိုးနားမှာရှိတယ်။ဒီနောက်ဘက်ကအပေါက်ဖွင့်သွားရင်ရတယ်။အမော်တဲလေးကွယ်သွားရင်လူမသိအောင်သွားလို့ရတယ်။တော်သေးတာပေါ့ဟာ။ဟိုမှာတကားပေါက်နားကမွေကုံအိတ်ကိုပါခြုံလိုက်။နင်းအကိုတွေတီသွားလို့လိုက်လာမှာတော့ငါကြောက်တယ်။ကြောက်စေတောင်ကြီးမှာဒါးချင်းချင်းနေကြတော့ခင်ပုံးကြီးအကိုနှစ်ယောက်ကိုအေးဆွေမြင်အောင်နေသည်။ငါကပိုကြောက်တာပေါ့ဟာ။ ခေပေါင်းပြောသည်ကတနာเสียအေးဆွေအင်္ဂလိပ်ဤနောက်ဘေးတကားကို ဖွင့်ပေးသည်မွေကုံအိတ်ကိုခေါင်းမှာတတ်နိုင်သမျှလုံအောင်ခေပေါင်းခြုံလိုက်သည်ဘဲသူများမြင်နိုင်မလဲဟု အပြင်းမထွက်ခင်ပတ်ဝန်းကျင်ကိုစိုးရိမ်စွာကြည့်ရသေးသည်ပြီးမှ အမော်လေးကိုကြွယ်၍အိမ်သားလေးစီသို့ခတ်တုတ်တုတ်သွားရသည်ဒီအချိန်နေတော့ငါးတီသွားရင် ကောင်းမယ်ထင်တယ်ခေပုံးရှင်ထဲမှာပင်ပန်းဆင်းရဲစွာခံစားနေပါသည် ခင်ဖုံဒီမှာရော့အေးဆွေကချင်းတစ်ခုနှင့်ထဲ့ယူလာသောအဝတ်များပေးသည်လုံကြီးအင်းကြီးအဆုံးပါသည်အဲ့ဒါဘသူအဝတ်တွေလဲအောင်မြိုင်အမအဝတ်တွေပါရှော်ဖိုးပြီးမီးဘူးတိုက်ထားတာတန့်ပါတယ်တဲ့ခင်ဖုံတမားအဝတ်ကိုတခါမှ မဝေဖူးခဲ့ပါတို့တော့အခုတော့မတက်နိုင် ဝေရတော့မည်အေးဆွေအိမ်လေးပေါ်မှ ပြန်ဆင်းသွားပြီးခဏအကြာတွင်ကြောက်ပြင်တစ်ချက်နှင့်တန်တကားတုံးယူလာသည် ။အိုးအားနာစရာဟာ။အေးဆွေခမမောရပန်းရမြန်မသိ။ကြောင်းမှာကလေးကခင်ပုံးခိုင်းတီကိုလှုပ်ပေးနေကြ။ခုလိုလှုပ်ပေးရတီကိုပင်အေးဆွေဝမ်းတာနေရသည်။ငါတွေးလိုက်ရမလားခင်ပုံး။အိုးနင်းကလည်းအေးဆွေကရိုးရိုးပြောတော့လေခင်ပုံးကအသွေးသမျိုးပေါက်သွားသည်။ငါဘာမှလှုပ်စရာမရှိလို့ပါ။နင်းနဲ့လက်မညောင်းစေခြင်းလို့ပါ။ အေးဆွေရိုးသားသောပြောဆိုမှုအတွက်ခင်ပုံးပြုံးလိုက်သည်ငါနေမကောင်းတော့တဏ္ဍာကမလိန်ချင်လို့ပါကြောက်ပြင်းနှင့်တဏ္ဍာတုံးကိုအေးဆွေအိမ်နောက်မှကတ်ထားလိုက်သည်ခင်ပုံးတကူလုံးကြိုက်ခဲနာခြင်း၍အဲ့ရထဲမှလဲနေခြင်းသည်သို့တော်နေရသည်ကအိမ်လေးထဲမှအေးဆွေနှင့်နှစ်ယောက်တည်းဖြစ်သည်သူ့ရှိမှတုံလုံးပတ်လက်မနေခြင်း ထောင်လျက်ရှိသောဒူးနှစ်ဖက်ကိုကြုံကြုံလေးပွေပ၍ ထိုင်ရင်ဒူးပေါ်မှာနဖူးတင်ပြီးမျက်စီပိတ်နေလိုက်ရသည်ခင်ဗျ။နေအိတ်ချင်အိတ်နေလေငါဆေးသွားချလိုက်အောင်မယ်။အေးဆွေကအိမ်ပေါ်မှာအစင်းတွင်တကားကိုပိတ်သည်။တသက်သာသာအိတ်နေဝင်ရ၍အေးဆွေကိုကျေးဇူးတင်လိုက်မိသည်။သို့တော့ကြာကြာတော့အိတ်ခွင်မရ။နိုင်ဝက်သာသာလောက်မှာအေးဆွေပြန်ရောက်၍ခင်ဗျုံထားထိုင်ရသည်။အေးဆွေလက်ထဲမှာကင်လာတော့ သစ်ပင်လေးနှစ်ပင်ကိုခြားထားပြီးသူ့ဟိတ်ထဲမှာဆေးကိုထုတ်ယူလိုက်သည်ရွာထဲကအိမ်ဆိုင်တဆိုင်မှာပါရာစီတမော့ဝဲလာတယ်ခင်ဖုံနင်းတလုံးတောက်လိုက်အေးဆွေကရေခတ်ပေး၍ခင်ဖုံဆေးတလုံးတောက်သည်နင်းချောက်မှာပုံးပဲ့တံရတွေက ရောက်နေတယ်အနာချိန်နဲ့နင်းဖျားတာဟာအနာရီပြောင်းရင်ကောင်းသွားမှာငါဂျိမ့်မှန်ပင်ရှာပြီးနှုတ်လာခဲ့တယ်တံရပေါ်အရင်ညှင့်ရင်မြန်မြန်ပြောက်တယ်ဟာငါတို့တော့မှာတော့အကောင်းဆုံးဆေးပဲ။ ခင်ပုံးရင်ချေမှခြေပမိုးတို့မှပွန်းပဲ့ဒဏ်ရာများကိုအေးဆွေလှမ်းကြည့်သည်ခင်ပုံးရင်ဖြူသောခြေမမိုးပေါ်မှပွန်းပဲ့ဒဏ်ရာများမှညည်းရဲနေသည်ဘလို့လောက်ရမှာလဲခင်ပုံးမလုတဲ့အရင်ညှစ်ကြပေးမယ်လေဆေးတဲ့ပေးရမည်သူက တောင်းတောင်းပန်ပန်ခင်ပုံးဘာမှမပြောခြင်းဖြင့်ခွင်ပြူလိုက်သည်အေးဆွေကဂျိမ့်မှန်ပင်အဖျားအညွန့်ကိုယူ၍ လက်ညိုးလက်မနဲ့အရေညင်ပြီးကြလာသောအရေကိုခင်ပုံးရင် ခြေမနဲ့ခြေပမိုးပေါ်မှာဒဏ်ရာများပေါ်သို့ခြာပေးသည်နင်းနေတော့ဆက်မယ်နော်ခင်ပုံးဘာမှအငင်းညူခြင်းမပြုတော့ပါဆက်သည်ကိုတီးခံနေလိုက်သည်ငါနင်းနေဖြီးပေးမယ်နော်အနာထဲကိုဆေးရောက်အောင်လို့ခင်ပုံးငင်းဆန်ခြင်းမရှိ၍အေးစီကဖြူနူသော ခြေပမိုးပေါ်မှာပုံးပဲ့နေရာကိုလက်မဖြင့်ဖြီးပေးသည် နင်းကြည့်နေညနေလောက်ဆိုချက်သွားလိမ့်မယ်မနေ့ကံဆိုရင်ပျောက်ပြီငါတို့တော့မှာတော့ထိခိုက်ဒဏ်ရာရတိုင်းဒီဆေးနဲ့ကိုရင် အမြန်ပျောက်တာပဲလုံကြီးအောက်မှာရောက်နေသည့်ဒူးကောင်းမှ ပုံးပဲ့ဒဏ်ရာမှာအများဆုံးနဲ့အနာဆုံးဖြစ်သည်အေးဆွေကောင်းစီဆိုသောဆေးကိုထည့်ခြင်းသည်သို့တော်ခြေသလုံးသာမကဒူးထိပါပေါ်ရမှာမူရှက်နေသည်နေအရွယ်ပေးငါဘာသာခြေထည့်မယ်ခင်ပေါင်းကား အေးဆွေထမ်းမှအချိန်မှန်ရွက်ကိုထောင်းသည်ပြီးတော့အနာများကိုအေးညှင့်ထဲ့နေသည်ဗမာနာရာရှိသေးလေငါးညှင့်ချပေးမယ်လေငါးဘာသာညှင့်ထဲ့မယ်ဩနေငါလဲဟာငါတို့မောင်နှမလိုဖြစ်နေကြပြီပဲရှက်เสียမှရှိပါဘူးငါညှင့်ပေးပါမယ်နေဘာသာလက်နဲ့ဖိပေးအေးဆွေပြောသည်မောင်နှမလိုဖြစ်နေပြီဆိုတော့ကိုခေပုံးသဘောကြပါသည် အေးဆွေဤသဘောထားအမှန်ဟုလည်းယုံကြည်သည်ဒါပေမဲ့ဟိုဘက်လှဲ့အောင်ပြီးမှငါလှဲ့ခိုင်းမှလှဲ့ရပါတယ်ဟာအေးဆွေတစ်ဖက်သို့လှဲ့နေလိုက်သည်ခင်ပုံးကအနာပေါ်အောင်လုံကြီးကိုဆွဲတင်သည်ဖြူနှုနေသောခြေတလုံးလေးပေါ်မှာအကြောစိမ့်စိမ့်လေးများနှင့်ရှိမ့်ရှိမ့်ဆူဆူလှနေသည်ဒူးကောင်း၏ဘေးဘက်မှအစီတရဲရဲဖြစ်နေသည့်ပုံးပဲ့နာမြင်သောအခါခင်ပုံးစိတ်ညစ်သွားသည် တခါမှဤသို့ကြီးကြီးမားမားဒဏ်ရာမရဘူးပါခင်ဗုံးကခြေတလုံးကိုဆောင်းဖြင့်ဖုံးထားလိုက်သည်ဒူးမှအနာနေရလေး ပေါ်သာအောင်ဖော်ထားသည်ကြံနေရအားလုံးဖုံးဖုံးပြီးပြီဖြစ်သည်လှည့်လို့ရပြီအေးဆွေခင်ဗုံးဘက်သို့လှည့်ကြည့်သည်ဟာတော်တော်များတာပဲကိစ္စမရှိဘူးမနှက်ဖန်ဆိုပျောက်သွားမယ်နင်းကန်ကောင်းတယ်ဒီပြင်စီထဲ့ရင်အနာရွတ်ကြံမယ်ဂျိမ့်မှန်ရွယ်ညှစ်ထဲ့ရင်အနာရွတ်မကြံဘူး တကယ်ပဲလားခေဘုံသဘောကျသွားသည်တကယ်ဘောဟာငါးစီးကလမ်းမေးကရပြီမဲ့တိတ်ကောင်းတယ်အေးဆွေကဂျိမ့်မှန်ရွက်ကိုညှိချလိုက်သည်အနာဘော်တို့အရေးစံများကျသွားသည်နင်းနေတော့ဆက်မယ်နင်းလက်နဲ့ဖိလိုက်အေးဆွေကအရေးစံများထက်ကြအောင်ညှိပေးနေသည် ခေဘုံလက်ဖြင့်အตาရာဖိပေးနေသည်ဒီပြင်နေရာရှိသေးလားခေဘုံခေါင်းရမ်းပြသည် နင်းစေကအဝင့်နဲ့ထိလို့ရလားရတယ်ပြန်ဖုံးထားလိုက်တော့အေးစွေကအလိုက်တရိပင်တဖက်သူပြန်လှဲလိုက်သည် နေ့လေခင်ထမင်းစားပြီးတော့အေးစွေကခင်မုန်းကိုပါရာစီသမောတစ်လုံးထပ်တိုက်သည်နင်းတရေးအိတ်လိုက်အောင်ငါအပြင်ထွက်မယ်အေးစွေကအခင်မုန်းလွတ်လပ်စွာအိတ်နိုင်အောင်ချောင်ပေးခြင်းဖြစ်သည်နင်းဘယ်သွားမလို့လဲအေးစွေမရှိရင် အိမ်ပေါ်သို့တယောက်ယောက်တက်လာမှာကိုခင်မုန်းစိုးရင်သည် ဘဲမှမသွားပါဘူးအပြင်မှာပဲစောင့်နေမှာပါနင်စိတ်ချလက်ချအိတ်အေးဆွေကအိမ်လေးပေါ်မှာဆင်းပြီးတကားကိုအပြင်မှာပိတ်၍လေကားထင်မှာပင်ထိုင်နေလိုက်သည်ပိုင်းလေးကတော့ဒီမှာတင်ပြပါပြီခင်ဗျာ။ဒါမဲ့ ပိုင်းငါးကိုလည်းဆက်လက်ပြီးစောင့်မျှော်နှားဆင်ပေးကြပါအောင်အပင်နာစင်ကြတဲ့သူပေါင်းဘေးပြားတွေဝေးလို့ကောင်းတော့နေလေပိုင်ဆိုင်ကြပါစေ။